ဒီနေ့မှာတော့ထိုင်းရွှေဈေးက2950ကျားနဲ့ဈေးပိတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က22ရက်နေ့ဆယ်လာပိုင်း2020နဲ့5ခုနှစ်ညလေးပိုင်းထိုင်းရွှေဈေးကတော့2950ကျားပါတယ်။60.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစီဆိုင်ကရောင်းနေစီက6300ငါးရာ ထိုင်းရွှေခဲတပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC ထိုင်းရွှေခဲတပတ်သားကို633900နဲ့ပေါင်စည်းရှိပါတယ်။ဒီနေ့ထိုင်းရွှေခဲတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ပဲ633400နဲ့ပေါင်စည်းတိုင်းပြန်ပြီးတော့လက်ခံမှာပါ။96.5ငါးရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနိုင်ရှင်တို့တွေကတော့ဆိုင်ကရောက်နေစေက6400300 လဝိညာဉ်လက်ခတွေကတော့ပန်ကောင်ထဲမှာတပတ်သားကိုတထောင်ကနေနှစ်ထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထားရွှေလက်ဝိညာဉ်တပတ်သားကိုပြောင်းရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးပြောင်းအောင်မှာဖြစ်ပါတယ်။ 900ကိန်းလို့ဖြတ်ပြီးတဲ့ပြင်ကိုလက်ဝဲရနာတဖက်သားကို6200ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4080ခွနဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့တဒေါ်လာကိုထိုင်းမှန်ငွေ32ဒသမ88နဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။66ဒသမ500ကိန်းလို့ရှိတဲ့ထိုင်းရွှေအခဲတဖက်သားကိုမြန်မာကျပ်ငွေ89သိန်း12000ကျော်လောက်ဈေးနှုန်းရှိပါတယ်။66ဒသမ500ကိန်းလို့ရှိတဲ့ထိုင်းရွှေလက်ဝဲရနာတဖက်သားကိုမြန်မာကျပ်ငွေ89သိန်း18000ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝဲရနာဈေးနှုန်းတွေကတော့လက်ခံမပါသေးပါ ပါဘူး။တော့ဒီနေ့မှဆိုရင်တော့ထိုင်းရွှေဈေးကလည်းတော်တော်ကျသလိုကပားရွှေဈေးကလည်းတော်တော်လေးကိုထိုးချနေတာဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာလည်းကပားရွှေဈေးကကျနေတာဖြစ်တဲ့အတွက်တော့ဆက်လက်ကြဖို့အလားလာတောင်းရှိနေပါသေးတယ်။လက်ရှိမှာတော့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့အချာဈေးနဲ့ဝယ်ရမှာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်လည်းရွှေအတုံးကိုပဲဝယ်စုကြပါလို့အကြံပြုချင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလေးစီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က205ဘတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ခိုင်းရွှေစင်းငွေစည်းတွေကိုမြန်တမ်းတင်ပေးပါရစေ။အားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ခေလို့ပြီးရှင်နိုင်ကြပါစေ။